မင်္ဂလာပါကျမကတော့ဒေါက်တာမီသီရီဖြစ်ပါတယ်။သွားနေခရင်ဆရာဝန်တူဖြစ်ပါတယ်။ဒီနေ့ကတော့ပြောမယ့်အကြောင်းလေးက whitening treatment ကလုံးတင်လားမလုံးတင်လား whitening treatment လုံးလို့ရှိရင်ဘယ်လိုအကျိုးတွေရှိမလဲ။ဆိုးကျိုးတွေ၊ကောင်းကျိုးတွေလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ whitening treatment ဟာလူတိုင်းမဖြစ်မနေလုပ်တဲ့နဲ့ treatment တခုလို့တော့မဆိုလိုချင်ပါဘူး whitening treatment ကိုလုပ်တဲ့လူရဲ့မလုပ်တဲ့လူရဲ့ဆိုပြီးတော့နှစ်ပိုင်းခွဲပြီးပြောပြောမှာဖြစ်ပါတယ်ရှင် whitening treatment ကိုလုပ်တဲ့သူတွေကတော့ social ဒါမှမဟုတ်လို့ရှိရင် professional အတွက်ကိုလာလာပပလေးလူရှိမှပြောဆိုဆက်ဆံမဲ့လူတွေကလုပ်တင်ပါတယ်နောက်တစ်ခုကကြတော့မိမိကိုယ်ကို self confident တက်ဖို့အတွက်လည်း whitening treatment ကိုလုပ်တင်နေနောက်လူလူမျိုးတွေကကြတော့ whitening treatment ကို young look ရခြင်းလည်းဆိုလို့ရှိရင်နောက်ပြီး fresh look လေးရခြင်းလည်းဆိုလို့ရှိရင်လည်း whitening treatment ကိုယူသင့်ပါတယ် whitening treatment မလုပ်သင့်တဲ့သူတွေကတော့သွားရှေ့သွားတွေခိုင်းမိထားတယ်ခိုင်းမိထားလို့အယောင်ပြောင်းလဲသွားတယ်ဒီလိုလူမျိုးတွေရဲ့နောက်ပြီးတော့ဆေးဝါးကြောင့်မလို့သွားအယောင်ပြောင်းလဲသွားတယ် tetracycline staining လိုမျိုးပေါ့ဒီလိုမျိုးလူတွေကတော့ whitening treatment ကိုမလုပ်သင့်ပါဘူးရှင် ဝိုက်တနင်းထွေးမဲ့ယူမယ်ဆိုလို့ရှိရင်တော့သွားတဲ့ခရင်ဆရာဝန်နေနဲ့တိုင်ပင်ရပါမယ်ဆရာဝန်နေရဲ့အကြံပေးချက်ကိုယူရပါမယ်ပြီးသွားလို့ရှိရင်ဆရာဝန်နေအတူဘလိုမျိုးဝိုက်တနင်းအေဂျင့်တွေကိုသုံးပါလဲဘလိုဝိုက်တနင်းထရီမန့်တွေကစ်တွေကိုသုံးပါလဲဆိုတာတိုင်ပင်ရပါမယ်ပြီးရင်သွားတဲ့ခရင်ဆရာဝန်ရဲ့ကုသမှုကိုပဲယူရပါမယ်ထရီမန့်ယူပြီးသွားတဲ့အချိန်မှာလည်းသွားတဲ့ခရင်ဆရာဝန်ကဆောင်းရံရှောင်းရံတွေကိုညွှန်ကြားပါလိမ့်မယ်ဒီဆောင်းရံရှောင်းရံတွေကိုပဲလိုက်နာရမှာဖြစ်ပါတယ်ရှင် whitening treatment ယူမယ်ဆိုလို့ရှိရင်သဖုံးတွေရောနာနိုင်လားသဖုံးတွေရောထိခိုက်နိုင်လားဆိုပြီးမေးလာတာတွေရှိပါတယ်ရှင် whitening treatment ယူမယ်ဆိုလို့ရှိရင်တော့တစ်ခါတည်းမှာတော့သဖုံးလေးတွေအနည်းငယ်နာနိုင်ပါတယ်ခဏတာနာခြင်းမျိုးဖြစ်ပါတယ် color လေးတွေကဖွေးသွားတာမျိုးလေးပေါ့ဒါလည်းခဏပါပဲစိတ်ပူစရာမရှိပါဘူးခဏနေရင်တက်တာတော့မှာဖြစ်ပါတယ်ရှင် whitening treatment ကိုတစ်နှစ်မှာဘယ်နှကြိမ်ယူသင့်လဲ whitening treatment ကိုခဏခဏယူသင့်လားဆိုပြီးတော့မေးလာတဲ့လူနာတွေရှိပါတယ်ရှင် whitening treatment ကိုခဏခဏယူသင့်ပါဘူးအကြိမ်ခဏခဏယူလာတယ် overuse သုံးလာလို့ရှိရင်အဲသွားက hypersensitive ဘူးသွားကျင်လာပြီးဖြစ်လာနိုင်ပါတယ်ဒီအပြင် gum irritation သဖုံးနေလေတဖြည်းဖြည်းနဲ့ရောင်ရမ်းလာတာတွေထိခိုက်လာတာတွေဖြစ်လာနိုင်ပါတယ်ရှင် whitening treatment ကိုလုပ်မယ်လူငယ်တွေကိုမှာစင်တာကတော့ whitening treatment လုပ်မယ်ဆိုလို့ရှိရင်သွားနဲ့ခွင်းဆရာဝန်နေတဲ့အချိန်မှာ သွားနေခရင်ဆေးကနေမှာကုသမှုယူပါပြီးသွားလို့ရှိရင်သွားနေခရင်ဆရာဝန်ကဆောင်းရံရှောင်းရံတွေကိုညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ပြီး brighter smile နဲ့အနည်းငယ်ကင်းကင်းလှပဖို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။